ာပါရှင် Radio Veritas Asia အာရှသမားတရားတံွေဌာနမှာမြန်မာဘာသာစီစဉ်များကိုစတင်တံွေနေပါတယ်နေ့စဉ်မြန်မာစံတော်ချိန်နနစ်6နာရီမှ6နာရီမိနစ်30အထိ RVE မြန်မာ Facebook စာမျက်နှာနဲ့ RVE မြန်မာ YouTube Channel တို့မှာအတံလွင့်ပေးနေပါတယ်ရှင်သောတာရှင်ဓမ္မမိတ်ဆွေ RVA ဖန်များအားလုံးဖျားရှင်ရဲ့ကောင်းချီးမင်္ဂလာကျေးဇူးတော်များခံစားရပါစေကြောင်း RVA မြန်မာဝိုင်းတော်သားများအားလုံးရေကိုစားကျွန်မ Sister Lucia ခဏအောင်ကနှုတ်ခွန်းဆက်ပါတယ်ရှင်မင်္ဂလာပါခင်ဗျာမွေးနေ့ဓမ္မတိလက်ဆောင်ကဏ္ဍကိုကျွန်တော်ဂျွန်ဝင်းစော်တွန်းကနေ့ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီကနေ့အော်တိုဘာလ16ရက်နေ့မှာကြက်ရောက်တဲ့မွေးနေ့ရှင်ညကတော့ကျောက်ပေါင်းမြို့မှာဦးကျော်နိုင်မကွေးမြို့မှာအေးမြင့်အောင်ပြင်မနာမြို့မှာအေးအေးမောင်ပမော်မြို့မှာကျင်ကျင်ဝင်းတန်တော်မြောက်ပိုင်းမှာစောအောင်ဝင်းလိုက်ကော်မှာဦးစောလမွန်နန်းစိန်ရန်ကုန်မှာဒေါ်အောင်ချစ်ကျော် နှင်းချီနာမှာကျော်စံမင်းကြစ်ဖြားရွာမှာလင်းလင်းပြုံးလွင်စိန်ကျိုးစံမှာလူစီလန်ငိုင်းကျင်းတို့ပဲ ဖြစ်ပါတယ်ဒီကလေးအော်တိုဘာလာ66ရက်နေ့မှာကြက်ရောက်တဲ့မွန်နေရှင်များ ကြည့်ရှုနာဆင်အပေးနေသူများ တောင်းဆိုထားကြသူများအလုံးပေါ်အဖာဖေဟာတခင်ရဲ့ကောင်းကြီးကျေးဇူးတော်များစတဲ့တဘူတူ၍ခံစားရပါစေကြောင်းအချက်သမားတရားမြမဝိုင်းစီတင်မှာဝိုင်းတော်သူဝိုင်းတော်သားများနဲ့အတူ ကျွန်တော်ဂျုံဝင်းစော်ထွန်းကနေစုမုံကောင်းတောင်းပေးရင်ဒေသရှင်အကနဲ့တီဆိုထားတဲ့အချင်းဆိုတဲ့ဓမ္မတချင်းကိုတင်ဆက်ပေးလိုက်ပါတယ် found those things. ဘာဝဘေးအန္တရာယ်ကြုံတွေ့နေရသူများအတွက်ဟိုအပ်သောဆုတောင်းမေတ္တာအိုတနာကိယုနာရှင်ဖခမိတော်ဗျာကိုရောဒီသာသမိတို့ကို အမြဲမပြတ်စောင့်ရှောက်ရရှိသည်ကိုယုံကြည်ကြပါ၏သာသမိတို့ကြုံတွေ့နေရသောသဘာဝဘေးအန္တရာယ်များနဲ့စိမတ်အန္တရာယ်ဘေးများကြားမှကိုရောရှင်တနာကိယုနာတော်ဖြင့်ထူမပြေတော်မူပါသာသမီတို့သည်ခွန်အားကုန်ခန်း၍အကျဉ်းချင်းလဲကြလျက်ရှိကြပါ၏ ကိုရောရှင်မှလွဲ၍ညီတိအရာမှအားကိုးစရာမရှိပါသောကြောင့်သာသမီတို့လိုအပ်နေသော စိတ်ဓာတ်ခွန်အားနဲ့ကာယခွန်အားကို ဖြည့်ဆည်းပေးတော်မူပါလိုအပ်နေသော စေဝါများအစာအစာများရေနှင့်အသုံးဆောင်များစောင့်ရှောက်မှုများနဲ့ကယ်ဆယ်မှုများကို အမှန်တကယ်လိုအပ်နေသော သာသမီများထံသို့ ချောမောစွာ ရောက်ရှိနိုင်ရန်ကိုရောရှင်၏ ကာကွယ်စောင့်ရှောက်မှုဖြင့်ပို့ဆောင်ပေးတော်မူပါသာသမီတို့၏ဘဝနေထိုင်မှုတွင်အထူးလိုအပ်နေသောဘေးကင်းလုံခြုံမှုနှင့်အတွင်းစိတ်ငြိမ်သက်ခြင်းကိုလည်းကိုရရှင်ပေးသနာတော်မူပါပါဝင်လှူဒန်းကြသောအလူရှင်များအားလုံးကိုလည်းဘေးကင်းလုံခြုံသောဆုကျေးဇူးနှင့်အတူအစတရားမကသောကောင်းကြီးကျေးဇူးများနှင့်ပြန်လည်၍တွန်းလောင်းချပေးသနာတော်မူပါမိမိတို့၏အသက်ကိုပဓာနမထားဘဲ စွန့်လွတ်အနစ်နာခံပေးဆက်နေကြသောကိုရောရှင်မိမ့်မာခဲ့သည့်ငါ၏ညီကိုတို့ကိုပြုစုစောင့်ရှောက်ခြင်းသည်ငါကိုပြုစုစောင့်ရှောက်ခြင်းဖြစ်သည်ဟုကြမ်းချက်ကိုစိတ်နှလုံးသွင်း၍ကယ်ဆယ်ပေးနေကြသောနှလုံးလှသူရဲကောင်းများကိုလည်းကောင်းချီးပေးတော်မူပါ ကာကွယ်စောင့်ရှောက်တော်မူပါဘေးကင်းလုံခြုံစေတော်မူပါဤကဆုများကြောင့်တည်ဆုံးသွားကြသောသူရဲကောင်းတို့၏ဝိညာဉ်များနှင့် တိုင်းသူပြည်သားတို့၏ဝိညာဉ်များတို့ကိုလည်းကောင်းငင်ရွှေပြည်တော်ဝယ်လက်ခံတော်မူ၍သူတို့ပြုမိသည်များအပြည့်အနာစာများကြံရှိနေပါလျင်ကိုရောရှင်၏တနာကြီးနာတော်ဖြင့်ခွင့်လွတ်ပေးတော်မူပါဤအမှောင်ဆုံးအချိန်ကာလကြီးကိုအမြန်ဆုံးကြော်ဖြတ်နိုင်ကြ၍အေးချမ်းတာယာဝါပြောသောနိုင်ငံအသည့်နှင့်အတူစစ်မှန်သောငြိမ်းချမ်းတာယာခြင်းကိုလည်းပေးသနာတော်မူပါမည်အကြောင်းသာသမီးတို့တောင်းလျှောက်ကြပါသည်ဖျား အာမင်စလာစွာသောတပမိတ်ဆွေညီကိုမွန်မပေါင်းတို့ဘုရားသခင်ရင်ချမ်းခြင်းသည်တင်တော်အလုံးနဲ့အစဉ်ရှိပါစေဒီကနေ့အမိတင်တော်က စိန်မေရီမာဂရက်အလောကောရဲ့ပွဲနေ့ကိုတတိယကျင်းပါတယ်ဒီနာမည်ကိုခံယူထားတဲ့သူများအားလုံး Happy Feast Day ပါလို့လို့ဆက်ပါတယ် စေမီဒီမာဂရက်အလိုကုတ်ကပြင်သစ်နိုင်ငံကဖြစ်တယ်။ဒီ19ရာစုကယဟနာတပါဖြစ်တယ်။သခင်ယေရှုရှင်နှလုံးတော်ကို ပထမဆုံးထင်ရှားပြသခြင်းခံခဲ့ရတဲ့ယဟနာလည်းဖြစ်တယ်။ခင်ခရစ်တော်ကသူ့ရဲ့ချစ်ခြင်းမေတ္တာကိုလူသားများသိစေရန်သူမကိုတာဝန်ပေးခဲ့တယ်။ခင်ခရစ်တော်ရဲ့လူသားနှလုံးသားဟာဘုရားသခင်ရဲ့လူသားတွေအပေါ်မှာချစ်တဲ့ပုံသက်တည်ဖြစ်တယ်လို့ဆိုခဲ့တယ်။ သူမဟာပြည်သူနိုင်ငံကဖြစ်တဲ့အသက်9နှစ်လောက်မှပထမကုရမြတ်ရရှိပြီးဒီကုရမြတ်ဆက်ကရမန်တူကို အလွန်ချစ်မြတ်နိုးခဲ့တယ်။သူမ၄နှစ်လောက်အကြီးအကျယ်ဖြားနာခဲ့တယ်။အမိမေတော်ကိုဆူတောင်းတယ်။ဒီသီလရှင်တစ်ပါးလုံးမလို့ဖြစ်ရန်ဒီ religious အသင်္ကိုင်းနဲ့ဝင်ရန်ကတိပေးခဲ့တယ်။အဲ့ဒီချိန်ကစပြီးသူမဟာကျမ်းမာခြင်းကိုပြန်လည်ရရှိခဲ့တယ်။ သူမရဲ့နာမည်မာဂရက်ကိုလည်းမေရီဆိုပြီးထက်ထည့်ခဲ့တယ်။ခင်ခရစ်တော်ရဲ့ထင်ရှားပြသခြင်းကိုအချိန်ပေါင်းများစွာ ခံခဲ့ရတယ်။သူမဖခင်ဆုံးပါသွားပြီးမိသားစုဆင်းရဲခြင်းတန်ကိုခံခဲ့ရတယ်။အသက်18နှစ်မှာသူမိခင်ကအိမ်အောင်ချပေးရင်သူမကိုတိုက်တွန်းပြောဆိုတယ်။ညမှာခင်ခရစ်တော်ရဲ့ယူပါရုံကို သူမရရှိခဲ့တယ်။ခင်ခရစ်တော်ကနေဆက်ခြင်းပန်းခံရပြီး တွေးတွေနဲ့ပုံကိုဒီမှမြင်ရတယ်။ခင်ခရစ်တော်ရဲ့ချစ်ခြင်းမေတ္တာကိုထပ်မံပေါ်ပြခြင်းခံခဲ့ရတယ်။ဒီမှာရဲ့ဂတိပေးခဲ့တဲ့မိမေတော်ပေါ်မှာဂတိပေးခဲ့တဲ့ဂတိများကိုလည်းပြန်လည်တတိပေးခဲ့တယ်။အဲ့ဒီယူပါယုံကိုမြင်ပြီးပရေလေမူနီယလို့ခေါ်တဲ့မြို့မှာဒီ visitation conference ပေါ်တော့ဆက်ဆက်အသင်္ကန်းကို သူဝင်ခဲ့တယ်။ဒီမှာနေချတယ်။ ယူသားတယ်ကျင်သာတယ်စိတ်ရှိသီးခံတဲ့စားတဲ့ပါတီများပြည့်စုံတဲ့သီလရှိတပါဖြစ်လာခဲ့တယ်။အဲ့ဒီအချိန်မှာအလွန်သက်ရှင်မှုမြတ်တဲ့သခင်ခရစ်တော်ရဲ့ယေရှုရဲ့ရှင်နှလုံးတော်ကိုယူပါယုံကို သူမထပ်မံရရှိခဲ့တယ်။ယူပါဟာကိုရောမြတ်ဆက်ကရမန်2ကို အလွန်ချစ်မြတ်နိုးတယ်၊ဖူးမြော်တယ်၊တရားထောက်ရှုတယ်။ခေခရစ်တော်ရဲ့ယင်ခွေမှာလည်းအိတ်ဆက်နာခွင့်ရတယ်။ခေခရစ်တော်ရဲ့ချစ်ချင်းမေတ္တာကိုလည်း တိခွင်ရရှိခဲ့တယ်။လူသားတွေအားလုံးကိုလည်းပြန်လည်ပြောကြားဖို့တာဝန်ပေးခြင်းခံခဲ့ရတယ်။သူရဲ့ယူပါယုံကို အခြေခဲတွေ၊ဘီယိုလော်ဂျီယန်တွေ၊ဘာသာသူတွေကို ပြောပြတယ်။ဒါပေမဲ့သတ်မှတ်ခံခဲ့ဘူး။ဒီမရဲ့တင်ခိုင်းမှာဝိညာဉ်လမ်းညွန်အဘဖြည့်ခြင်းပြုလုပ်ပေးတဲ့ဂျေဆွေယဟန်၊ကလောက်ဒီတဲလာ၊ကိုလံဘရီကိုဒီမယူပါယုံကိုထပ်မံပြောပြခဲ့တယ်။အဲဒီအချိန်မှာ အဲ့ဒါကစစ်မှန်တယ်ဆိုတာကိုဒီယဟန်ကကြေညာခဲ့တယ်။ဒီမကိုရင်းဆိုတဲ့သူတွေအားလုံးလည်းပြန်လည်ပြီးတော့လက်ခံလာခဲ့တယ်။အသက်43နှစ်မှာဘုရားသခင်ပြန်လည်သိမ့်ပိုက်ခြင်းခံခဲ့ရတယ်။ဒီမပြောဆိုတဲ့စကားကတော့ကျွန်ုပ်ဒီဘုရားသခင်ကလွယ်လို့မိသည့်အရာကိုမှမလိုအပ်ပါဘူး။ကျွန်ုပ်ရဲ့ဆန္ဒကတော့သခင်ခရစ်တော်ရဲ့နှလုံးသားထဲမှာ အစဉ်အမြဲရှိနေခြင်းနဲ့လူစုခဲ့တယ်။ဒီကနေ့ကျွန်ုပ်တို့ကြားနာရသောရှင်လူကာဧဝံဂေလိကျမ်းခန်းကြီး7ခန်းငယ်50မှ54မှာဒီခရစ်တော်ကကျမ်းတက်ဆရာတို့သင်တို့သည်အမင်္ဂလာရှိကြ၏။ပါရီရှဲတို့သင်တို့သည်အမင်္ဂလာရှိကြ၏လို့ဆိုခဲ့တယ်။အဖြစ်လို့လဲဆိုရင်ပညာဖွင့်တော်တော်ကိုဒိဋ္ဌာကြပြီးမိမိတို့လည်းမဝင် ဝင်လိုသောသူတို့ကိုလည်းစီတားကြလို့ဖြစ်တယ်။ဒီကနေ့ကျွန်တို့ကဘာကြီးနဲ့အတူအထူးသဖြင့်မြန်မာနိုင်ငံမှာဒီအမင်္ဂလာရှိတဲ့ဖာရီရှဲတွေကြက်တက်ဆရာတွေကဲ့သို့သူများအလွန်ပေါ်များတာတွေ့ရတယ်။မိမိတို့ကိုယ်၌လည်းကောင်းမှုကုသိုလ်ပါရမီများကိုမကျင့်ဆောင်မလုပ်ကြ။သူတစ်ပါးလှုပ်ဆောင်တာကိုလည်းခွင့်မပြုတဲ့အပြင်နောက်ဆက်တဲ့ အမှုတွေကိုပြုလုပ်တာတွေ့ရတယ်။အရာထက်ပိုပြီးဆိုတာ နေ့စဉ်သတင်းတွေမှာမြင် တွေ့ရတယ်၊ကြားနာရတယ်၊တူဦးကိုတူညင်ပန်းနေဆက်သက်ဖြစ်ကြတဲ့အကြောင်းဖြစ်တယ်။မတရားမှုတွေပြုလုပ်တာတွေကိုလည်းကြားမြင်တွေ့မြင်နေရပါတယ်။ဒီလိုလိုကဘာကြီးနဲ့တူမြန်မာနိုင်ငံကဲ့သို့ငြိမ်းချမ်းခြင်းရရှိဖို့ချစ်ချင်းမေတ္တာတွေကြီးစုဖို့လူတွေတူဦးကိုတူဦးကိုကျေးဇူးတရားများ ပုံမှန်များပြဖို့အခုအညီပေးဖို့ကျွန်တို့စုတောင်းခြင်းများပြုလုပ်ဖို့လိုအပ်လာပါပြီ။ဝိစာတရားတော်များကို ပုံမှန်နာယူကြပါ။ကိုရမြတ်ပူမြော်ခြင်း၊ကျမ်းစာဖတ်ခြင်းတရားထောက်ရှုခြင်းသူတစ်ပါးပေါ်မေတ္တာတရား၊ကရုဏာလုပ်ငန်းများကိုပုံမှန်လုပ်ကိုင်ကြပါ။ရင်းချမ်းခြင်းရဲ့အရှင်သခင်ဖြစ်တဲ့သခင်ခရစ်တော်စီမှာယုံကြည်ခြင်းနဲ့အတူတူကဆက်လက်ဆုတောင်းကြပါစို့။အာမင်။ ဘုရူးနေအတွက်ယဟန်မင်းကြီးရဲ့သတင်းစကားကဏ္ဍမှာတော့ဘုရားသခင်သည် အပြစ်များကို မှတ်ယူတော်မူမူပဲခွင့်လွှတ်ပြီးညင့်တင်ပေးကြောင်းယဟန်မင်းကြီးဝေမျှခဲ့သည့်ချက်ကလေးကို တင်ဆက်ပေးမှာဖြစ်ပါတယ်အပစင်ဘုရူးနေတိုင်းလူမှုတွေးဆောင်ခြင်းမှာယဟန်မင်းကြီးလေးကို34ကဘုရားသခင်သည်ခွင့်လွှတ်ခြင်းညင့်တင်ပေးခြင်းနှင့်ယုံကြည်မှုကို ပြန်လည်တိဆောက်ပေးခြင်းတို့ကို ပြုလုပ်ကြောင်းယုံကြည်သူဘာသာဝင်များအား ဖျားပူသူတော်စင်များအားတတိပေးခဲ့ပါသည်။ယမ်းမင်းကြီးလီယို14သည်ကျွန်ုပ်တို့၏မျှော်လင့်ချက်ဖြစ်သောယေရှုခရစ်တော်အကြောင်းတင်ကြားပို့ချခြင်းများကိုဆက်လက်ပို့ချစဉ်ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းသည် ကျွန်ုပ်တို့၏မျှော်လင့်ခြင်းအရင်အမြစ်ဖြစ်ကြောင်းအထူးဖော်ပြခဲ့ကာခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းသည်ကျွန်ုပ်တို့ယုံကြည်ခြင်း၏ဗဟုချက်နှင့်မျှော်လင့်ခြင်း၏နှလုံးသားတွင် ခိုင်မြဲစွာမြင့်တွင်နေကြောင်းသတိရစေခြင်းဖြင့် ်သူ၏မိန်ကွန်းကို စတင်ခဲ့ပါသည်ဧဝံဂေလိကျမ်းများကိုဖတ်ရှုကြသည့်အခါနည်းနည်းပြီးအာအသင်းစရာကောင်းသည့်အရာကိုသဘောပေါက်လိမ့်မည်အကြောင်းမှာဖျားသခင်၏သားတော်သည်တေခြင်းမှ ရှင်ပြန်ထမြောက်ယုံနာမကကိုရောထမြောက်ရန်ရွေးချယ်ခဲ့သည့်နိလန်းကြောင့်အာအသင်းစရာကောင်းခြင်း ဖြစ်သည်အမှန်စင်စစ်သခင်ယေရှု၏ရှင်ပြန်ထမြောက်ခြင်းသည် ကြီးကျယ်ခမ်းနားသော အောင်ပွဲတစ်ခုမဟုတ်တကယ်သူ ရန်သူများပေါ်လက်စားချခြင်းပြန်လဲတုံ့ပြန်ခြင်းလည်းမဟုတ်ပါထိုအစားကြီးမားသောရှုံးနိမ်မှုနောက်ပင်ချစ်ချင်းမြတ်တာသည်မယမနာဆက်လက်ချစ်သွားနိုင်ကြောင်းကိုဖော်ပြသည်အံ့ဘွယ်ရာတက်တည်တစ်ခုဖြစ်သည်ဟုယဟန်မင်းကြီးကရှင်းပြခဲ့ပါသည်ဆက်လက်ပြီးယဟန်မင်းကြီးကဘုရားသခင်စိတ်နေစိတ်ထားနဲ့ကျွန်တော်တို့၏စိတ်နေသဘောထားကွာခြားချက်ကို ရှင်းပြရာတွင် ကျွန်တော်တို့၏စိတ်နှင့်သဘောထားနှင့်တုံ့ပြန်မှုများသည်သခင်ခရစ်တော်၏စိတ်နှင့်သဘောထားနှင့်ကြီးမားစွာကွာခြားနေကြောင်းကျွန်ုပ်တို့သည်အခြားသူများကြောင့်ဖြစ်ပေါ်လာသောထိခိုက်မှုတစ်ခုမှကျွန်ုပ်တို့ပြန်လည်ထမြောက်ကြသည့်အခါပထမဦးဆုံးတုံ့ပြန်လိုမှုမှာဒေါသထွက်ခြင်းကျွန်ုပ်တို့ခံစားခဲ့ရသည့်အရာအတွေ့တစုံတူကိုအပြစ်ဒဏ်ပေးလိုခြင်းများဖြစ်တတ်တော်လဲရှင်ပြန်ထမြောက်တော်မူသောသခင်ခရစ်တော်သည် တေချင်းဤအောင်းနေရာရမှထွက်ပေါ်လာပြီးနောက် လက်စားချီခြင်းအမှုကိုမပြုတော့ပါ ကိုတော်သည်ရှင်ပြန်ထမြောက်ပြီးနောက်တကူပါဝါများဖြင့်ပြန်၍ကြွမလာပါထိုအစားနူးညံ့တိမ်မွေ့ခြင်းဖြင့်ညီသည့်တန်ရာထက်မဆိုးပို၍ကြီးမာသောညီသည့်တစ္ဆာဖောက်မှုထက်မဆိုးပို၍ခိုင်မာသောချစ်ချင်းမြတ်တာဤပျော်ရွှင်မှုကိုထင်ရှားပြတော်မူခြင်းဖြင့်သာကြွလာကြောင်းမိန့်ကြားခဲ့ပါသည် ထို့ပြင်သခင်ယေရှုသည်မိမိတာလွန်မှုကိုထပ်ခါတလဲလဲပြလိုစိတ်မရှိကြောင်းကိုရောသည်သူ၏မိတ်ဆွေများထံသို့ကြီးမားသောဂိယုဏဖြင့်ပြန်ကြွလာပြီးသူတို့၏လက်ခံနိုင်စွမ်းကို အတင်းကျပ်မပြုတ်လုပ်ဘဲသူတို့နှင့်ပြန်လဲပေါင်းစည်းလိုသောဆန္ဒတစ်ခုဤဖြင့်သူတို့ကိုယ်သူတို့အပြစ်ရှိသည်ဟုခံစားရခြင်းမှကြော်လွားနိုင်ရန်ကူညီပေးကြောင်းယဟန်မင်းကြီးကဆက်လက်ရှင်းပြပါသည် အမှန်စင်စစ်ရှင်ပြန်ပြီးနောက်သခင်ယေရှုသည်ကြောက်ရွံ့ခြင်းကြောင့်မငြိမ်မသက်ဖြစ်နေသည့်တမန်တော်ကြီးများ၏ပိတ်ထားသော အခန်းထဲသို့ဝင်ရောက်လာပြီးညီသူမျှမမျှော်လင့်ဝင်သောဆုလက်တစ်ခုဖြစ်သည့်ငြိမ်ချမ်းခြင်းကို ယူဆောင်လာခဲ့ခြင်းကို ပြန်ပြောင်းတတိယစေပါသည်သင်တို့၌ငြိမ်ချမ်းခြင်းရှိပါစေဟုသောသခင်ခရစ်တော်၏နှုတ်ဆက်စကားသည် ယောရှင်ပြည်တာမန်နိဗ္ဗာန်ဖြစ်ခြင်းအတွက်အံ့ဖွယ်ရာဖြစ်တော်လဲဒီနှုတ်ဆက်ခြင်းကတခိယေဇုကသူ၏တပည့်တော်ကြီးများအားသူခံခဲ့ရသောဒဏ်ရာအမှတ်သားများရှိသည့်လက်များနှင့်နံဘေးကိုပြသည့်အခါအလွန်လှပပြီးအံ့ဩဖွယ်ရာကောင်းသော အမှုရာတစ်ခုကိုပေါ်ပြခဲ့ခြင်းဖြစ်ကြောင်းထိုအရာကတခိယေဇုသည် သူခံစားခဲ့ရသည့်အရာအလုံးနှင့် ယခုအပြေအဝပြန်လဲတင့်မြတ်နေပြီဖြစ်သောကြောင့်နာကြီးချက်ဂလဲစားချီလိုသောအာဃာတစိတ်အရေးအယောင်မျှပေးမရှိကြောင်းသခင်ဖျားသည်သူ၏ဒဏ်ရာများကို တပည့်တော်ကြီးတို့အားပြတာခြင်းမှာအပြစ်တင်ရမဟုတ်ဘဲတစ္ဆာဖောက်မှုတိုင်းထက်ပို၍ခိုင်မာသောမေတ္တာကိုအတီးပြုရန်ဖြစ်ကြောင်းထိုဒဏ်ရာများသည် ကျွန်ုပ်တို့ကြာရှုံးသည့်အချိန်၌ပင်ဖျားသခင်သည် နောက်မဆုတ်ခဲ့ကြောင်း ကျွန်ုပ်တို့ကိုလက်မလွတ်ခဲ့ကြောင်းပြသသည့်တက်တည်များပင် ဖြစ်သည်ဟုယာမင်းကြီးလီယိုကရှင်းပြခဲ့ပါသည်တစ္ဆာဖောက်မှုများကကျွန်ုပ်တို့ကိုဒဏ်ရာရစေသည့်အခါကျွန်ုပ်တို့ကမကြာခဏအေးမကြီးပါဘူးဒါတွေအားလုံးကအတိတ်ကကိစ္စပါဟု ပြောကောင်းပြောနိုင်ကြတော့လေအမှန်တကယ်မှာ ကျွန်ုပ်တို့ငြိမ်းချမှုမရှိကြပါသို့တော်လည်း ဤကဲ့သို့သောစိတ်ထားမျိုးသည်သခင်ယေရှု၏လှုပ်ဆောင်ပုံ တွေးခေါ်ပုံမဟုတ်ပါဘုရားသခင်သည်ခွင့်လွှတ်ခြင်း၏အာမခံချက်ဖြင့်သူ၏ဒဏ်ရာများကိုပေးအပ်ခဲ့ခြင်းဖြစ်သည်ရှင်ပြန်ထမြောက်ခြင်းသည်အတိတ်ကိုဖျက်ဆီးပစ်ခြင်းမဟုတ်ဘဲဂိယုနာ၏မျောလင့်ခြင်းဖြစ်သို့ပြောင်းလဲပေးခြင်းဖြစ်သည်ဘုရားသခင်သည်ငြိမ်းချမ်းခြင်းနှုတ်ကပတ်တော်များအပြင်တမန်တော်များအားကဘာပေါ်ရှိ ပြန်လည်တင့်မြတ်ရေးဤတစားပလာများဖြစ်စေရန်တာဝန်ပေးအပ်ခဲ့သည် ကိုရောဒီတန်ရှင်သောဝိညာဉ်တော်ကိုသူတို့အားအသက်ပေးသွင်းကထိုဝိညာဉ်တော်သည်ကခမည်းတော်အားနာခံမှုနှင့်လဝကတိုင်ထိတိုင်ပင်ချစ်ချင်းမြတ်တာ၌ကိုရောအားထောက်ပံ့ကူညီပေးခဲ့သောဝိညာဉ်တော်ဖြစ်သည်ထိုချိန်မှစ၍တမန်တော်များသည်ဘုရားသခင်သည် ခွင့်လွှတ်သည်ညှင့်တင်ပေးသည်ယုံကြည်မှုကိုပြန်လည်တိဆောက်ပေးသည်ဟုသော အချက်ကိုသူတို့သိမြင်ကြားသိခဲ့ရသည်ထိုသူတို့သိမြင်ကြားသိခဲ့ရသည့်အရာကိုမကြင်ညာမဟောပြောဘဲတိတ်ဆိတ်နေနိုင်တော့မည်မဟုတ်ပေဤအချက်ကသာသနာတော်ဤသာသနာပြုလုပ်ငန်းရဲ့နှလုံးသားပါပဲအခြားသူများအပေါ်အာနာနှင့်အုပ်ချုပ်ရမဟုတ်ဖဲမထိုက်တန်သည့်တိုင်အတိအကျချစ်ပေးခြင်းအပြင်ချစ်ချင်းခံရသူများ၏ဝမ်းမြောက်ခြင်းကို ဆက်သွယ်ရန်ဖြစ်သည်ဤကဲ့သို့ချစ်ချင်းဖြင့်သာသနာပြုခြင်းက ခရိယန်တိုင်းဝိုင်းများကိုဖြစ်ပေါ်စေပြီးကြီးထွားလာစေခဲ့သောခွန်အားဖြစ်သည်ဟုယဟန်မင်းကြီးကမိန့်ကြားခဲ့ပါသည် နောက်ဆုံးအနေဖြင့်ပုယံမင်းကြီးလီယို14ကဖျားသခင်သည်ကျွန်ုပ်တို့ကိုစေလွတ်တော်မူသည်ဟုယုံကြည်သူဘာသာဝင်များကိုတတိပေးခဲ့ကာ ဘုရားသခင်သည်သူ၏ဒဏ်ရာများကိုကျွန်ုပ်တို့အားပြတတ်ပြီးသင်တို့၌ငြိမ်းချမ်းခြင်းရှိပါစေဟုသောနှုတ်တော်ထွက်စကားကကျွန်ုပ်တို့အားလည်းသူ၏ငြိမ်းချမ်းခြင်းအတွက်တသက်ခံများဖြစ်စေရန်တောင်းဆိုနေသည်ဟုမိန်ကြားခဲ့ပါသည်။ ရမင်းကြီးလီယို34အီတလီနိုင်ငံသမရထံသို့ကိုရိုင်းကြွားရောက်လေပတ်မည်သတင်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အီတလီနိုင်ငံသမရဆာဂျီယိုမတ်ရဲလာဒီဇွန်လ6ရက်နေ့ကရမင်းကြီးလီယိုထံကိုရိုင်းကြွားရောက်ဂါရဝပြုနှုတ်ဆက်ခဲ့ပါသည်။၎င်းတို့နှစ်ဦးကြားယခုနောက်တစ်ကြိမ်အော်တိုဘလာ14ရက်နေ့အင်္ဂါနေ့၌ခတ်မှန်တွေ့ဆုံခဲ့ကြပါသည်။ ယခုဒီချိန်၌မူယဟမင်းကြီးကိုတိုင်အီတလီနိုင်ငံသမရိုင်းတော်သို့ကြွရောက်ခဲ့ခြင်းဖြစ်ပါသည်အီတလီနိုင်ငံသမရိုင်းရုံးကမှရောမမြို့ဂွေသီးနာတွင်တည်ရှိပြီးယဟမင်းကြီးလက်ပတ်မြည်တဲ့ရင်ကိုပြီးခဲ့သောစနေနေ့ကလေးကဗာတီကန်သတင်းဌာနကတရားဝင်ကြေညာထားခဲ့ခြင်းဖြစ်ပါသည်ယာမင်းကြီးလီယို14နဲ့အီတလီနိုင်ငံသမရတို့ယခုတစ်ချိန်တွေးဆောင်ခြင်းသည်ယာမင်းကြီးလီယို14ယာမင်းကြီးအမှုတော်ထမ်းဆောင်ပြီးနောက အချိန်တိုအတွင်းဒုတိယအချိန်တွေ့ဆုံခြင်းလည်းဖြစ်ပါသည်2025ခုမေလ16ရက်နေ့ကပုံရမင်းကြီးလေဝါရမ်းမင်းကြီးအမှုတော်ကိုခန့်အပ်သည့်မစ္စတရားတွင်လည်းဒီနိုင်ငံသမရပါဝင်တက်ရောက်ခဲ့ပါသည်ရမ်းမင်းကြီးဖြင့်မှုတော်စတင်ပြီးရှေ့အမြောက်နေ့၌လည်းဤနိုင်ငံနေဖြင့်ရမ်းမင်းကြီးအားဂျိုးဆိုဂုံပြူကြောင်းကဘာနှင့်ဆိုင်သည့်ရေးကိစ္စများကိုပူရယ်မြင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတူညီသော လူသားများကြားငြိမ်းချမ်းရေးပေါ်ခြေတည်၍ရှင်တွဲနေထိုင်ရန် အကျန်းဖက်ခြင်းများအခွင့်အရေးဂုံတိတ်ခါများနဲ့လွတ်လပ်မှုများကို ဖောက်ဖျက်ခြင်းများမရှိစေရန်ကြိုးစားလှုံ့ဆော်သွားမည်ဖြစ်ကြောင်းဖြင့်ဂုံပြုသဝင်လွာတွင်ဖော်ပြခဲ့ပါသည်အီတလီနိုင်ငံ၏သမရယုံတော်သို့နောက်ဆုံးချိန်ကြွားရောက်ခဲ့သောယဟန်မင်းကြီးမှာအိုယန်မင်းကြီးဖရန်စစ်ဖြစ်ပြီးဇွန်လ10ရက်2019ခုနှစ်ကနောက်ဆုံးကြွားရောက်ခဲ့ခြင်းဖြစ်ပါသည်ထိုနေ့ကလက်ရှိအီတလီသမရတာဂျီယိုမတရဲလာ တမရတက်တံပထမအကျင့်ဖြစ်ပြီးယခုကျင့်သည်ဒုတိယအကျင့်ခံမှရွေးချယ်ခံရသည့်အချိန်လည်းဖြစ်ပါသည်အီတလီနိုင်ငံ၏တမရယုံတော်သို့ပထမဦးဆုံးကြွရောက်ခဲ့သောယဟမင်းကြီးမှာဗုဒ္ဓမင်းကြီးပီယူ32ဖြစ်ပြီးဒီဇင်ဘာ28 1939ခုနှစ်ကဖြစ်ပါသည်ယဟမင်းကြီးလေယို34သည်အီတလီတမရထံကြွရောက်လည်ပတ်ခြင်းသည်အပြန်အလှန်လေးစားအတိမပြုခြင်းကို ပြသရာရောက်သည်ဟုလည်းဗာတီကန်သတင်းဌာနကဖော်ပြထားပါသည်။ဒီနေ့ဒီတင်ကဏ္ဍမှာတော့ပူယမင်းကြီးလီယို14ဘရာဇီးနိုင်ငံသမရအားလက်ခံတွဲဆောင်ခြင်းတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ပြီးခဲ့သည့်တနင်္လာနေ့အောက်တိုဘာလ23ရက်နေ့ကယမင်းကြီးလီယို14သည်ဘရာဇီးနိုင်ငံ၏သမရနှင့်ဇနီးတို့အားဗာတီကန်နိုင်ငံ၌လက်ခံတွဲဆောင်ခဲ့ပါသည်။ ယခုကဲ့သို့တွေးဆုံခြင်းကိုသမရကသူ၏လူမှုကွန်ရက်၌ဖော်ပြထားပါသည်ဖော်ပြထားသောအကြောင်းအရာများမှာယခုကဲ့သို့တွေးဆုံဇင်၌ဘာသာရေးအကြောင်းယုံကြည်ခြင်းအကြောင်းဘရာဇီးနိုင်ငံ၏အခြေအနေနှင့်လက်ကလောကဘာကြီး၌ရင်ဆိုင်နေရသောအခြေအနေများအကြောင်းကိုဆွေးနွေးခဲ့ကြောင်းယာမင်ကြီးလက်တလော လောလောလတ်လတ်ထုံးဝေဖြန့်ချလိုက်သောသူ၏ပထမဦးဆုံးစာချုပ်သောဒီလက်စီတေအတွက်ဂုံပြုစကားဆိုထားပါသည် ဘရာဇီးသမ္မတကယခုကဲ့သို့တွေ့ဆုံစဉ်နိုဝင်ဘာလ၌ကုလသမဂ္ဂမှကြီးမှုကျင်းပသောရာသီဥတုပြောင်းလဲခြင်းဆိုင်ရာဆွေးနွေးပွဲကိုအင်ရှင်ဖြစ်လက်ခံကျင်းပမည်ဘရာဇီးနိုင်ငံသို့ကြွားရောက်ပါရန်လဲယဟန်မင်းကြီးအားဖိတ်ကြားခဲ့ကြောင်းသောသောယဟမင်းကြီးနေဖြင့်မကြွရောက်နိုင်ကြောင်းဗာတီကန်၏ကိုယ်စားလှယ်ကိုဆေလွတ်မည်ဖြစ်ကြောင်းယခုစီဝေးသို့မကြွရောက်နိုင်တော်လဲအခြားအချိန်ကောင်းများ၌ကြွရောက်ရန်ထပ်မံ၍စကားခြံထားခဲ့ကြောင်းသမရာကြီးကရေးသားတင်ပြထားပါသည် ဘရာဇီးနိုင်ငံ၏သမ္မတဒီကူလာတမကမှကြီးမှုကျင်းပသောကမ္ဘာစားနယိတ်ခန်းနှင့်စိုက်ပျိုးရေးဆိုင်ရာ FAO စည်းဝေးသို့တက်ရောက်ရန်ရောမမြို့သို့ရောက်ရှိနေခြင်းလည်းဖြစ်ကြောင်းဗာတီကန်သတင်းဌာနကဖော်ပြထားပါသည်။ဤတွင် Radio Veritas Asia အာရှသမန္တရားအတန်လွင့်ဌာနမှမြန်မာပိုင်းအစီအစဉ်များကိုအတန်လွှင့်လို့ပြပါသည်။ ဩဒရှင်ပေါင်းဘုရားရှင်ဤကောင်းကြီးမင်္ဂလာကျေးဇူးတော်များကျွယ်ဝဆုံးလင်းစွာခံစားကြရလေအန္တရာယ်ခတ်သိမ်းဘေးရန်ခတ်သိမ်းငြိမ်းကြပါစေ။ဒုက္ခချမ်းသာများနှင့်ပြည့်စုံနိုင်ကြပါစေ။